အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တည်းအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒါလက်ရှိ Champion Liverpool ပေါ့လေ England Premier League ရဲ့ Beginning က Champion ဖြစ်တဲ့အချိန်20ထိအောင်မြင်ထားတဲ့အသင်းဖြစ်ပြီးတော့ Dia Tima တန်း900နီးပါးခေါ်ယူအားဖြည့်ထားတယ်ဆိုတော့ Yadisa ရဲ့ Expectation က Liverpool ကိုဘယ်အသင်း Challenge လုပ်နိုင်မလဲ Liverpool တင် Dia Tima Runaway League အဖြစ်ဆက်ရှိမလားဆိုပြီးမျှော်လင့်ထားခဲ့ကြတယ် မတိမပယ်နဲ့လီဗာပူးအသင်းရဲ့ပေါ်ဖော်မန့်ဟာလုံးဝကိုဇက်တိုက်ဆိုးဝခဲ့ပြီးတော့ဒီနေ့ရာသီရဲ့ပရီးမီယာလိပွဲစဉ်တွေမှာဇက်တိုက်ရလဒ်တီဆိုးတာပေါ့လေအထူးသဖြင့်ပရီးမီယာလိမှာနောက်ဆုံး6ပွဲမှာ9ပွဲရှုံး2ပွဲနိုင်ခဲ့ပြီးတော့သူတို့တော့အဆိုးဝါဆုံးဖြစ်တယ်ပထမရာသီဘက်ရဲ့ international break မှာပထမ9ပွဲကန်9ပွဲဆုံးနိုင်ခဲ့တယ်အဲ့မှာလီဗာပူးကဇာတ်ထိပ်မှာအမှတ်ဖြတ်ပြီးဦးဆောင်ထားတယ်အဲ့တုန်းကလီဗာပူးက9မှတ်ဖြတ်ထားတာအဲ့ကဒီမှာစစ်သူတို့ခရစ်စတယ်ပယ်လစ်ကိုစရှုံးတယ် လီဗာပူးကဒီ Chelsea ကိုရှုံးတယ် Man United ကိုရှုံးတယ် Brentford ကိုရှုံးပြီးတော့နောက်ဆုံးအခု Manchester City ကိုရှုံးတယ်ကြားထဲမှာအက်စူဗီလာတသိမ့်ပဲနိုင်ထားတယ်ဆိုအာနီစထရောနဲ့လီဗာပူးအတွက်ဒီယာဒီမာဘာတွေမားနေလဲဒီယာဒီမာလီဗာပူးဘာကြောင့်ဒီလောက်ထိရုန်းကန်ရတယ်အဓိကအချက်ကတော့မနစ်ကခြေစွမ်းပြတဲ့ကစားမတွေရုန်းကန်နေရတဲ့အချက်ရဲ့အသင်းကထွက်ခွာသွားတဲ့ကစားမနေရာကိုပြန်အစားမထိုးနိုင်တဲ့အဓိကအချက်ပဲ လူရီရဲ့ထွက်သွားတယ်ဒီကစားမကပိုင်မြူးတွင်မှာ79သွင်း69ဖန်တီးထားတယ်ဒီရဒီမှာအကောင်းဆုံးခြေစွမ်းပြတဲ့ကစားမတစ်ယောက်ဖြစ်တယ်တခါတာဝင်းတို့ညက်နေရာမှာအစားထိုးမဲ့သူမရှိဘူးဒီဂိုချူတာဆုံးသွားတယ်ညာတောင်ပံမှာဆာလက်ကိုအဓိကပံ့ပိုးပေးတဲ့ထရန့်အလက်ဇန္ဒားအလိုထွက်သွားတဲ့အချိန်မှာကော်နာဘရက်လီရှိတာမှန်တယ်ဂျယ်ရမီဖရင်ပေါကိုခေါ်ခဲ့ပေးမယ်အာမကိုရဘူးပုံမှန်နှစ်တိုင်းလေပေါ့ရန်အာကိုရတဲ့ဖူဘတ်တွေအားနေလာတယ် တိုက်ရှင်ကတည်တသာပြောင်းလဲလိုက်တဲ့အခါမှာဒီနေ့ရာသီအတွင်းမှာဖြူကိုအခီတီကေကလွဲရင်လီဗာပူးအသေးတသေးလုံးရဲ့ကစားမအသစ်တွေအကုန်လုံးရုန်းကန်ရတယ်အာဒါဆနာအီဆက်ဆိုရင်ဆွီဒင်မှာတော့အရန်ဖြစ်ကစားနေရတယ်တခါလီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းမှာ Florian Verse ကိုခေါ်ထားတယ်အခီတီကီကိုခေါ်ထားတယ်အီဆက်ကိုခေါ်ထားတယ်ဒါဟာအကောင်းဆုံး upgrade လုပ်တာဖြစ်ပေမဲ့တကယ်တမ်းမှာအကစားမတွေရှိတာလီဗာပူးက အခီတိကေကလွဲခြင်းဂျန်နေကစားမတွေရှိကဘာမှမရဘူးဒါတော့အခီတိကေကတော့ကျွန်တော်တို့ပြင်သစ်လေဝေးစင်အသင်းမှာသူကောင်းတယ်လီဗာပူးအသင်းမှာဆောင်းတန်ကိုသူတို့နိုင်တဲ့ကာဘောက်ကပ်ပွဲပြီးကသူအရင်ချစ်စွာမပြတော့ဘူးခုံတားတဲ့ကစားမတွေတွေကဖူဘန်နှစ်ယောက်ဖြစ်တဲ့ဂျယ်မီဖရီပေါ့နဲ့ကာကစ်နှစ်ယောက်စလုံးစွာကဖြစ်တယ်ပိုဆိုတာကဖရီပေါ့က injury concern တောက်လျှောက်ဖြစ်တယ်ဒါမီလော့စ်ကာကစ်ကနောက်ပိုင်းမှာတောက်လျှောက်ရုံးကန်လို့ Andy Robinson ကိုပြန်သုံးရတဲ့အဖြစ်တခါကွင်းလေက Florian Verse ကအသင်းရဲ့ knee slit တမှာလုံးဝအံ့ဖို့ဒီကစားမကိုဖွဲထွက်ခွင့်ပေးဖို့အတွက်ညီပြက116တန်းပေးထားရတဲ့အတွက်သူနဲ့လိုက်ဖက်မဲ့ကစားခွက်ကိုရှာဖွေခြင်း Liverpool ရဲ့မူပိုင်ဟန်နေပျောက်သွားတယ် DNA တွေပျောက်ဆုံးသွားတယ် Luis Diaz မရှိတော့တဲ့တောင်ပန်ဟာတည်တသာအားနေတယ်ဂပူကတွင်းကိုတွေရာကောင်းရနိုင်တယ်ဖန်တီးမှုတွေပြုလုပ်ပေါင်းပြုလုပ်နိုင်တယ် ဒါပေမဲ့သူ့ရှီကနေကျွန်တော်တို့အရန်ပရစ်ဖြစ်တယ်ဗျာဘောလုံးဆွဲလာတဲ့ခက် inside လုတ်တယ်လှမ်းကန်တယ်ဒါ gap push ရတာပဲ Luis Chia ဆိုရင်ဗျာတောင်ပံကိုဆွဲထွက်သွားမယ်ဘိုးညာပချမ်းကဟိုဘက်ထိတိရောက်သွားမယ်ပြီးရင်နောက်တန်းကို track back ပြန်လုပ်မယ်သူ့မှာ offer တွေအများကြီးရှိတယ်လီဗာပူးကအခုတိတိတသားဝင်းနေတော်တော် အားနေသွားတယ် တောင်မနှစ်ဖက်အားနေသွားတယ်စိုက်ဘက်နှစ်ဖက်အားနေသွားတယ်အဲ့ထက်မှမှဒီအာဒီမှာအမားအယံများတဲ့ခံစစ်လွယ်လွယ်ကူကူကိုးတွေပေးနေရတဲ့ပြဿနာဟာလေဘာမှုရဲ့အဓိကပြဿနာဖြစ်သွားတယ်ဆိုတော့ပွဲတိုင်းဒီပါကလင်းရှိရဖို့ရုံးကန်နေရတယ် diagonal ball တွေ twin ရှိကမရတဲ့အခါ salus ရုံးကန်ရတယ် diagonal ball တွေ van dijk ရှိကမရတဲ့အခါမှာရုံးကန်ရတယ်ဆိုတော့လီဗာပူးအသင်း manchester united တို့ chelsea တို့ပဲလာမယ့် premier league 10ပွဲမှာရမှတ်ပလမတ်ရတယ် ချန်ပီယံလီဗာပူးအတွက်တကယ်ကိုပြန်ရီကာပါဖြစ်ဖို့လုံလောက်တဲ့တကယ်ဆိုအက်စတိုဗီလာကိုသူတို့နိုင်တယ်ရီယယ်မက်ဒရစ်ကိုနိုင်လိုက်တဲ့အချိန်မှာယုံကြည်မှုပြန်ရလာပြီဒါပေမဲ့မန်စီးတီးကိုကိုးပြတ်ပြန်ရှုပ်လိုက်တဲ့အချိန်မှာလီဗာပူးနည်းနည်းလေးနောက်ပြန်ရောက်သွားတယ်ဆိုတော့လာမယ့်ပွဲစဉ်၁၀ပွဲမှာလီဗာပူးအမှတ်ပြန်ရရမယ်ကျွန်တော်ကာရာဘောကပ်သူတို့မရှိတော့တဲ့အချိန်မှာအဖရိကန်နဲ့ချန်ပီယံလီဂ်ကိုကျွန်တော်ဖယ်ထားလိုက်ရင်လီဗာပူးက international break ပြီးမှရှုံတိုက်ရဲ့ Notre Forest နဲ့တွေ့မယ်ပြီးရင် Nuno Espirito Santo ရဲ့ West Ham နဲ့တွေ့မယ် ။ on paper ကြည့်ရင် forest ကိုမနစ်ကသူတို့အိမ်ခွဲမှာရှုံးတယ်။ဒါပေမဲ့ဝေးခွဲမှာသူတို့ပြန်ကောင်းထားတယ်။ဆိုတော့ကျွန်တော်ထင်တော့ဒီယာတီမှာ northern forest ကိုလေပါဦးအေးစစ်နိုင်မှာပဲ။တခါ west side ကိုအဝေးဝင်ဒီပွဲကမထင်မပင်နဲ့ tough game ဖြစ်သွားမယ်။ Western United ကနီးပြသိလက်ထက် back to back 6မှတ်ရထားတယ်ဒါပေမဲ့ Liverpool ကအဲ Western ကွယ်မှာအမြဲတမ်းရလက်ကောင်းတဲ့မှတ်တမ်းရှိတယ်အဲ့တို့ကြောင့်6မှတ်ရမယ် နောက်ဆန်ဒလန်ကိုအိမ်ဝင်ဒီဘွဲကကျွန်တော်အမြင်တော့လီဗာပူးအတွက်ပြဿနာမရှိတော့ဘူးအိမ်ဝင်ဖြစ်တဲ့ကြောင့်ကိုးမတ်ရမယ်လီးရှ်ယူနိုက်တက်ကိုအဝေးခွင့်ဒီဟာကလည်းလီဗာပူးအတွက်နောက်ထပ်အမှတ်ပြေးရမယ်ပွဲပဲလီးရှ်နဲ့ဒန်နီယယ်ဗာကာရဲ့အသင်ကအဲ့လောက်တော့မတောင့်တင်းဘူးဆိုတော့အဲ့မှာဒီပထမလေးဘွဲမှာ Forest ရဲ့ West Ham ရဲ့ Sunderland ရဲ့ Leeds ရဲ့အဲ့မှာဒီဆန်ဒမတ်လီဗာပူးက အက်စ်ထရိုဗီလာတို့ဘရိုက်တန်တို့ဟာသူတို့ဘလောက်ပြိုင်ပွဲတွေကောင်းကောင်းသူတို့အိမ်ခွေမှာဆိုတော့သူတို့အမြဲတမ်းနိုင်တယ်ဆိုတော့ဘရိုက်တန်လည်းကျွန်တော်လီဗာပူးသုံးမှတ်ထက်ရမယ်ဆိုတော့လီဗာပူးက၅ပွဲစတိုက်15မှတ်အပြည့်ရနိုင်မယ်ချန်ရှိတယ်အဲ့ဒါပြီးရင်ထော့တနမ်ဟော့စ်ဘာ့ကိုအဝေးခွင့်ခံမယ်ဒီပွဲက tough game 6ပွဲမြောက်ပြီးရင်အိမ်ခွေးမှာ wolf နဲ့ပြန်မယ်အဲ့မှာသူ6ပွဲမြောက်နိုင်ပွဲရမယ် leech united ကိုအိမ်ခွေးတက်ပွဲမယ်9ပွဲမြောက်နိုင်ပွဲရမယ် fulham ရဲ့ cream cottage ကမနစ်ကသူတို့ရှုံးထားတယ်ဆိုတော့အဲ့ပွဲကဒေါ်ချီပွဲဖြစ်မယ်ပြီးတော့မှ liverpool က အာစနယ်ကိုအဝေးခွင်ထက်ကံမယ်အိုက်ပွဲကခက်ခဲမယ်ပြီးရင်ဘန်လီကိုအိမ်ခွေဆိုတော့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာ Forest ကိုသုံးမှတ်ရမယ် West Ham ကိုသုံးမှတ်ရမယ် Sunderland ကိုအိမ်ခွေမှာသုံးမှတ်ရမယ် Leeds ကိုအဝေးခွင်မှာသုံးမှတ်ရမယ်ပြီးတော့မှ Brighton အိမ်ခွေမှာသုံးမှတ်အဲ့မှာ15မှတ်ရပြီစပါးပွဲခဏဖယ်ထားတဲ့အဝေးခွင်ပြီး Wolverhampton ကိုအိမ်ခွေမှာသုံးမှတ်ရမယ်18မှတ်ရမယ် Leeds ကိုအိမ်ခွေမှာသုံးမှတ်21မှတ်ရမယ် အာစနယ်ကိုအဝေးကွင်းထက်ရှိမယ်ဘန်လီကိုအင်ကွင်းမှာ သုံးပတ်ရမယ်ဆိုတော့သူတို့ရှစ်ပွဲနိုင်နိုင်တယ်ရှစ်ပွဲဆိုရင်ရမှ24ဒါဆိုရင်လီဗာပူးကဘာပဲဖြစ်ဖြစ် right up တင်ပြန်ဖြစ်မယ်လာမယ့်10ပွဲမှာဒီကနေ့အာစနယ်ကိုအဝေးကွင်းစပါးကိုအဝေးကွင်းအဲ့မြောက်လန်ဒန်နဲ့တင်းအဝေးကွင်းကလွဲချင်လီဗာပူးရဲ့လာမယ့်10ပွဲဟာလုံးဝကိုချောင်းတယ်ဒီချက်ကအာနီဆွန်နဲ့လီဗာပူးအတွက် momentum ကိုပြန်တီးဆောက်ရမယ်အဲ့ပြီးတော့မှ လီဗာပူးကစတိုက်ပွဲချက်တီလာပါဘုံမောက်ကိုအဝေးခွင်ခံမယ်ယူကာဆယ်ကိုအိမ်ခွင်မန်စီးတီးကိုအိမ်ခွင်ဆန်ဒါလန်ကိုအဝေးခွင်ဖောရက်စ်ကိုအဝေးခွင်စတိုက်ခံရမှာအဲ့မှာနောက်ထပ်၅ဘောစတိုက်ပြန်ချက်မယ်ဆိုတော့လာမယ့်၁၀ပွဲမှာထော့တန်ဟော့စ်ပါ့ကိုအဝေးခွင်အာစနယ်ကိုအဝေးခွင်ဒါတော့မှတော့စပါးကလီဗာပူးကအမြဲတမ်းအနိုင်ရတဲ့အသင်းလီဗာပူးကစပါးဆိုရင်အမြဲတမ်းအသာစီးရတဲ့လီဂ်ပြိုင်ပွဲမှာ ဘလို့ပုံစံကစားကစားဒါပေမဲ့ဒီရာဒီရာ slightly different ပေါ့လေသူတို့ကိုယ်တိုင်ဟန်ချက်မညီတဲ့ပြဿနာဖြစ်နေတယ်ဒါပေမဲ့အခုလောလောဆယ် on paper ရကြည့်တဲ့အခါမှာ forest scale western ရယ် sunderland ရယ် lease ရယ် brighton ရယ်ပြီးတော့မှ overhunter ရယ် lease ရယ် fulham ရယ်အဲ့ fulham ပွဲကနည်းနည်း tricky ကဲဆိုတော့ခုနှစ်ပွဲကအနိုင်သေးကြတယ် fulham နည်းနည်းလေး tricky ဖြစ်မယ်အထူးသဖြင့် london သုံးတဲ့ပေါ့လေ fulham away arsenal away ဒါ spurs away ဆိုတော့ဒီထဲမှာ fulham ကိုကျွန်တော်တို့ကနိုင်ချေထက်တွက်လို့ရတယ်အဲ့ဆို၈ပွဲနိုင် ရှစ်ပွဲနိုင်ဆိုအနည်းဆုံး25မက်လောက်သူတို့ရရင်သူတို့တော်တော်ကောင်းသွားပြီ။ဒါကျွန်တော်အမြင်ပေါ့လေ။လီဗာပူးပြိတက်တယ်။လာမယ့်10ပွဲမှာဘယ်နှမအပြည့်ရနိုင်လဲ။ရမယ့်30လုံးရနိုင်လား။အမ်ရိတ်နဲ့ထော်တန်ဟော့စပါကွဲမှာနိုင်ပြီးတော့30ရနိုင်။ဒါမှမဟုတ်ဘူး။အိုက်ပွဲ2ပွဲကိုတည်ခံပြီးတော့ချန်နယ်10ပွဲနိုင်26မက်ယူမလား။ဘလို့မြင်လဲ။ကိုမမဝေယောင်မချက်ပြချပါအလုံးကြီးတူပါလေ။